အပြင်ရောက်ရင်လေဟိုဟာမမေကဒေါ်မန်တီတက်ပူပြီးတော့ဆယ်လီပြတ်တယ်ပေါ့နော်။ဘာလို့ဆိုတော့အန်တီရဲ့အတင်ကိုအရန်စိုက်တာဆိုပြီးတော့လို့ခဏခဏပြောကြတာ။မမေကပူပြီးတော့ဖန်တောင်းတယ်။ဒီတနေ့ရောက်ရင်အာဟိုမဟုတ်မန်တီကိုအားပေးနေအန်တီကိုပူသဘောကျသွားလို့အန်တီကိုပဲနောက်ပိုင်းအားပြအားပေးပြတော့တယ်တဲ့မန်တီကိုမန်တီဘလော့ကိုအားပေးပြတာပေါ့နော်။မမေကဖန်နေများ။မေဘာလို့ပြန်လာလဲ။ရုပ်တရက်အစီအစဉ်ပြောင်းသွားလို့တဲ့။အော်။ရချင်းဝိုင်း။အဲ့နဲ့ပြန်လာလိုက်တာ။ ်ပေးရနုပညာကြီးသူတက်တက်ဖီရှိရဲတခါလိုက်ဟိုတပုတ်ကိုဘလောက်တသိန်းခွဲအဲ့လိုပေးရတယ်ဟိုအဲ့လိုမရအောင်သူအလုတ်ကအလုတ်ပဲဆိုပြီးတော့အဲ့လိုဘလောက်တပုတ်တသိန်းခွဲမရအောင်နေတက်တက်ဖီပေးမှရမယ်အားအချိန်ပေးထားဘာဘာအဲ့လာမှကြည်ပြူမှလေနော်ဟိုဒီတိုင်းဆိုမကြည်ပြူအားကြောင့်ဩကျန်ငါလေးတန်းနဲ့ဂျန်နီရောက်တဲ့တင်ကြီးအင်ခေါ်လာလားမဟုတ်ဘူးမဟုတ်ဘူးမေအဲ ကိုပြောရတဲ့တခါလေးလူစူတဲ့စင်းတို့ဘာလို့ရိုက်မယ်ဆိုရင်မေမေကအဲ့လိုအပြင်မှာအဲ့လိုစူရတဲ့ဟာကြိတ်ပြီးစူသလိုပဲတခါကရှူတင်မှာဆိုကြောင်ကြောင်ဝါးတဲ့လူကသူ့ရဲ့အတင်တက်တာပေါ့နော်သူ့အတင်တခါကလန့်သွားအဟိုတကယ်စူညာလားမဟုတ်ဘူးတယောက်ဆောင်ညာဝေး မန်ဒီလုံးစကားလေးပေါ့နော်လုံးစကားမလင်လပြည့်ထက်ကိုမလပြည့်ကိုလာအားပေးရပါဟုတ်အာမန်ဒီကအခုတလောပေါ့နော် vlog အပိုင်းရောက်တော့တရုတ်ဆောင်နဲ့နည်းနည်းဝေးกว่าနေပေါ့နော်ဒါပေမဲ့ဟိုတချို့ vlog တွေကြောင့်မန်ဒီ script လေးနဲ့လောက်တာဆိုတော့လေအဲ့လိုမမားနဲ့အဲ့လိုတရုတ်ဆောင်တာလေးရောရှိရဲ့မှာဟုတ် စခရစ်ကဟုတ်တယ်မလီကိုရိုင်းပဲထုတ်တာမလီကိုရိုင်းဗီဒီယိုတခြားဗီဒီယိုတွေကြည့်ရဲအဲ ADI တစ်ဆင့်ဗာပြီးတော့ဗာကိုရမလဲဆိုပြီးတော့ကိုကိုရိုင်းကိုပါတာကွန်တန့်ဖန်တီးရဲကိုပါတာကိုရိုက်တယ်ဟာဟုတ်တယ်မမေနဲ့ကမျိုးတော့အပြည့်အာအဲ့လိုအမေနဲ့သမီးနဲ့ပေါ့နော်အမေနဲ့သမီးနဲ့ပုံစံလေးတွေအများကြီးရေးပြတာများတယ်ဘာလို့ဆိုအပြင်မှာလည်းအဲ့တိုင်းပဲမမေနဲ့ကဟုတ်အာဟုတ်တယ်အပြင်ရောက်ရင်လေဟိုကမမေကဒေါ်မန်တီတက်ပို့ပြီးတော့ဆယ်လီပြတ်တယ်ပေါ့နော်ဘာလို့ဆိုတော့အန်တီရဲ့အတင်ကိုအရ တန်းစိုက်တာဆိုပြီးတော့အဲ့လိုခဏခဏပြောကြတာမေမေကပို့ပြီးဖန်တောင်းတယ်အဲ့ဒီနေရာရောက်ရင်အော်ဟိုမဟုတ်မန်ဒီကိုအားပေးနေအန်ဒီကိုပို့သဘောကျသွားလို့အန်ဒီကိုပဲနောက်ပိုင်းအားပြအားပေးပြတော့တယ်တဲ့မန်ဒီကိုမန်ဒီဗလော့ကိုအားပေးပြတာပေါ့နော်မေမေကဖန်နေများငငယ်ငယ်တည်းကသူတယောက်ဆောင်ရဲလှုပ်ချင်တာအားကြောင့် ။မေကပိုသူ့အတင်ကလေအဲ့လိုအရန်တင်ပေးကြအောင်လို့သူ့တင်ပေးလိုက်တော့မရတော့အဲ့လို dialogue တွေအဲ့လို detail အဲ့လိုအများကြီးအရှိန်ကြီးဆိုသူမရတော့သူကကြာရင်ထဲမှာဖြစ်တဲ့ဟို dialogue ပဲလို့ပြောတာများတာဆိုတော့လေမမေကဟိုရင်ထဲကတရုပ်ဆောင်တာဟုတ်တယ်သူကအဲ့တိုင်းသူတရုပ်ဆောင်တာများ menu blog လေးတဲမှာဟုတ်တော်တော်ဆွဲရပါဘောဒါမမေကို talent fee ပေးရတယ်လေမမေကို talent fee ပေးရတယ်သူမအချိန်အတွက်ကိုအဲ့လို talent fee တက်တက်ပေးရသေးတယ်ဟိုလေဒီတိုင်းမရဘူး อืมဘယ်တော့ပြရနုပညာကြီးသူတတ်တတ် fee ရှိရဲ့တခါလိုက်ဟိုတပုတ်ကိုဘယ်တော့တသိန်းခွဲအဲ့လိုပေးရတယ်အဲ့လိုမရအောင်သူအလုတ်ကအလုတ်ပဲဆိုပြီးတော့အဲ့လိုဘယ်တော့တပုတ်တသိန်းခွဲမရအောင်နေတန်တန် fee ပေးမှရမယ်အားအချိန်ပေးထားဘာအဲ့လာမှကြည်ပြူမှာလေနော်ဟိုဒီတိုင်းဆိုမကြည်ပြူအားကြောင့်တန်တန် fee မမမရဟုတ်တယ်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 မမရဈေးအများဆုံးစားတယ်ဟိုလေစီးနည်းနည်းလေးနဲ့သူတော်တော်များများရတာ ဘာလို့တရက်ထဲကိုအဲ့လို many vlog နှစ်ခုရိုက်တာရှိရဲ့အဲ့လို तू ပါရဲ့ vlog တွေတရက်ထဲရိုက်ရဘာလို့တော့တရက်ပဲအချိန်ပေးရဲ့ပြီးတော့အဲ့လိုခဏလေးပဲအချိန်ဆိုလဲခဏလေးပဲပေးရဲ့အဲ့တော့သူပိုရမယ်ထင်တာပဲ talent fee ရအောင်အဲကိုပြောရတဲ့တခါလေးလို့စူတဲ့စင်းတို့ဘာလို့ရိုက်မယ်ဆိုရင်မေမေကအဲ့လို့ ြင်မှာလို့စူရတဲ့ဟာကြိတ်ပြီးစူသလိုပဲတခါတခါရှူတင်မှာဆိုကြောင်ကြောင်ဝါတဲ့လူကသူ့ရဲ့အတင်တက်တာပေါ့နော်သူ့အတင်တခါကလန့်သွားအော်ဟူတကယ်စူညာလားမဟုတ်ဘူးတရုပ်ဆောင်ညာဟေးဟုတ်တယ်သူ့ရဲ့သူမရဲ့အတင်မှာနင်းမျောသွားမမေကတော့လုံးဝသူအရင်အလုပ်ရှင်ခဲ့ရွာအရင်တော့ဟိုဖိုးဖိုးနဲ့ဖွားဖွားကကြတော့ဟိုမန်နီဖိုးဖိုးဖွားဖွားကြသူ့ခွင့်မပြုခဲ့လို့အဲကြောင်တရုပ်ဆောင်မလုပ်ခဲ့ရဟုတ်ပါမန်နီက vlog ထဲမှာသူ့ထည့်ရိုက်တာပဲသူ့ရိုက်စီကျွန်တော်အဲကြောင်